အားလုံးပဲမင်္ဂလာပါအခုလ ీల ာမှာတော့ကွန်ပျူတာလုံးဝသုံးမပြုတ်တတ်တဲ့သူတွေအတွက်ကွန်ပျူတာ basic သင်ခန်းစာတွေဖြစ်ပါတယ်ဒီသင်ခန်းစာတွေအားလုံးကို Windows laptop တစ်လုံးကိုသုံးပြုပြီးတော့တရုတ်ပြပါမယ်နော်ဒီနေ့ပထမဆုံးသင်ခန်းစာမှာတော့ကွန်ပျူတာသုံးမယ်ဆိုရင်ဖြစ်မနေသိရမယ်နော်အခြေခံစိတ်ပိုင်းတွေအကြောင်းရယ်နော်ဆက်ဖွင့်ပိတ်လုပ်ပုံလုပ်နည်း mouse တွေ keyboard တွေသုံးပုံသုံးနည်းအဲ့ဒါက5ဖွင့်ပေးလို့ပုံလုံးကြီးစတာတွေကိုပြောပြတော့ပါမယ်။အခုပထမဆုံးအနေနဲ့ ကွန်ပျူတာသုံးမယ်ဆိုရင်ဖြစ်မနေသိရမယ်အစိတ်ပိုင်းတွေအကြောင်းလေးကိုအရင်ဆုံးပြောပါမယ်နော်ဒါကတော့ desktop computer လို့ခေါ်ပါရဲ့နောက်တူမှာဆိုရင် monitor ရုပ်မြင်ရဖို့အတွက် monitor ပါပါတယ်ဒါကတော့ CPU box လို့ခေါ်ပါရဲ့နော်ဒီ CPU box တွေမှာတော့ဒီကွန်ပျူတာတစ်လုံးအလုံးလုံးဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေအားလုံးပါပါတယ်။နော် CPU ဆိုတာတော့သူ့ရဲ့အရှိောက်က central processing unit ပါ။နော်ကွန်ပျူတာရဲ့အုံနောက်လို့ပြောလို့ရတယ်ပစ္စည်းတစ်ခုပါနော်။ မြေကြီးဆုံးပစ္စည်းတစ်ခုပါနောက်တစ်ခုကတော့ဒါတော့ keyboard ပါဆ ਾਇ ရိုက်ဖို့အတွက်သုံးပါတယ်ဒါကတော့ mouse ပါသူကတော့ဒီကိုလိုချင်တဲ့အရာတွေကိုရွေးချယ်ဖို့အတွက်ညွှန်ပြဖို့အတွက် mouse ကိုသုံးပါတယ်ဒါကတော့အတန်အတွက်သုံးတဲ့ speaker ပါနော်အတန်ကြားဖို့အတွက်သုံးတဲ့ speaker အဲ့တော့ဒီတစ်စုံလုံးကိုတော့ desktop computer လို့ခေါ်ပါတယ်နော်ဒီတော့ဒီ desktop computer ကိုဖွင့်မယ်ဆိုရင် ဒီ monitor မှာပါတဲ့ power clock လေးကိုနှိပ်မယ်ပြီးရင် CV box ဆိုမှာရှိ power clock လေးကိုနှိပ်ရပါမယ်နော်အဲတော့သူ့ကိုဖွင့်မယ်ဆိုရင်နော် monitor က power ရော CV box က power ရောနောက်ခုစလုံးကိုဖွင့်ရပါမယ်နော် desktop computer ဆိုရင်ဒါတော့ဒီခုနပြောတဲ့ CV box ပေါ်မှာပါတဲ့ power clock လေးကိုပြထားရမှာနော်ဒီလိုမျိုးလေးပါဒါကတော့ခုနကပြောတဲ့ CPU ပေါ့နော် Central Processing Unit ပါ နော်အဲလူတယောက်ရဲ့အုံနောက်လိုမျိုးပဲသူကကွန်ပျူတာမှာလုပ်လုပ်ပါတယ်နော်ကွန်ပျူတာရဲ့အရေးအစီဆုံးအစိတ်ပိုင်းတွေရတခုလို့ပြောလို့ရပါတယ်နော်နော်ကွန်ပျူတာရဲ့အုံနောက်လို့ပြောလို့ရပါတယ်ဒါလေးကတော့မဖြစ်မနေသိထားတဲ့အတွက်ပြောပြရအောင်နော်။ဒါကတော့ laptop ပါနော်။ laptop ကတော့သူ့မှာ monitor keyboard mouse speaker အားလုံးကဒီတလုံးလေးမှာအားလုံးပါပြီးသားပါနော်။ ဒါကတော့ laptop ရဲ့ power button ပုံပါเนาะ laptop ကိုဖွင့်မယ်ဆိုရင်တော့ဒီ power ခလုတ်လေးကိုနှိပ်ပြီးတော့ဖွင့်ရပါမယ်ဒါကတော့ laptop မှာပါတဲ့ touch pad ပါဒါသူကတော့ mouse မလိုပဲねဒီ phone ဖုန်းမှာဖုန်းသုံးတယ်လို့မျိုးပဲเนาะဖုန်း touch screen ကိုသုံးတယ်လို့မျိုးပဲဒီနေရာလေးကိုအဲလက်လေးနဲ့ပုတ်ပြီးတော့သုံးရပါတယ်เนาะအခုမှစသုံးမယ်ဒီလိုဆိုရင်เนาะ mouse နဲ့လည်းသုံးလို့ပိုကောင်းပါတယ်ဒါကတော့ laptop မှာပါတဲ့ဗီဒီယို webcam ပါ နော်မော်ဒီမော်နီတာရဲ့ပေါ်ပိုင်းဒီလိုအလဲကောင်းလေးမှာဒီလိုမျိုးလေးပါတတ်ပါတယ်ဒီ webcam ဆိုတော့ကင်မရာပါပဲနော်သူ့ကိုဘာအတွက်သုံးကြတာလဲဆိုရင်ဒီ online ကနေစတင်တာတွေနောက်က online ကနေ online ကနေ meeting လုပ်တာတို့ live streaming လုပ်တာနောက် video call တွေပြောမယ်အဲ့လိုဆိုရင်အဲဒီရုပ်ကိုအသံကိုမြင်ရကြားရဖို့အတွက် webcam တွေကိုသုံးကြပါတယ်နော်ဒါကတော့ laptop မှာပါတဲ့ webcam လေးကိုပြထားတာပါ။ဒါကတော့ သူကဒီလိုမျိုးတက်ဆင်ပြီးသားပေါ့နော်တက်ဆင်ပြီးသားပါဒါကတော့ desktop မှာတက်ထားတဲ့ပါအဲတက်ထားတဲ့ webcam မှာသူကတော့အပြင်မှာဒီလိုမျိုးတက်တက်တက်ပြီးတော့သုံးရပါတယ်နော် webcam ညာ desktop computer မှာတက်ထားတဲ့ပုံပါနော်ဒါဆိုရင်တော့ဒီဒီကွန်ပျူတာနဲ့ပတ်သက်ပြီးဖြစ်မနေသိထားရမယ့်အစိတ်အပိုင်းလေးတွေအကြောင်းကိုသိလောက်ပြီးလို့ထင်ပါတယ်နော်ဆက်ပြီးတော့ ဒီခုနပါဝါခလုတ်ကိုနှိပ်လိုက်ပြီဆိုရင်ဒီမြင်ရတဲ့ဒီ screen နဲ့ပတ်သက်ပြီးပြောပြပါမယ်เนาะပါဝါခလုတ်ကိုဖွင့်လိုက်ပြီဆိုရင်ဆက်က window ကတက်လာမယ်တက်လာပြီးဒီလိုမျိုးအရင်ဆုံးဒီဒီ screen ကိုမြင်ရပါလိမ့်မယ်သူ့ကိုတော့ desktop လို့ခေါ်ကြပါတယ်เนาะ desktop ကိုလှုပ်လှုပ်တဲ့နေရာပေါ့เนาะကိုလှုပ်လှုပ်ရမယ့်နေရာပေါ့နောက်ဒီ desktop မှာမြင်နေရတဲ့ဒီရုပ်ပုံသေးသေးလေးတွေတော့ icon လို့ခေါ်ပါတယ် နော် icon လို့ခေါ်ပါတယ်အဲ့ icon ဒီမှာမှဒီလိုမျိုးတောင်ဆိုမှာများလေးတွေပါတာတော့ shortcut icon လို့ခေါ်ပါတယ်ဒါလေးတွေကတော့ဒီ program တွေကိုကိုသုံးများတဲ့ program တွေကိုလည်းတခုဖွင့်လို့ရအောင်လို့ဒီလိုမျိုး shortcut ထုတ်ပြီးတော့ desktop ပေါ်မှာတင်ထားပြီးတော့သုံးကြတာပါနော်ကိုသုံးများဒီလိုမျိုး folder တွေ file တွေဝင်ပြီး desktop ပေါ်မှာတင်ထားလို့ရပါတယ်နော်အားလည်းဆိုတော့ဒီကနေ့ စတက်မီနီမနီတော့ဖွင့်ပြီးရှာရင်ကြာမှာဆိုရတဲ့အလွယ်တကူဖွင့်နိုင်အောင်လို့မြန်မြန်ဆန်ဆန်ဖွင့်နိုင်အောင်လို့ဒီလိုမျိုး desktop မှာတင်ထားပြီးတော့သုံးကြတာပါ။ဒါဆိုရင်ဆက်ပြီးတော့ဒီ task bar အကြောင်းပြောမယ်နော်။ task bar ဆိုတာဒီအောက်ဆုံးမှာနေနေရတာပေါ့နော်။ဒါကို task bar လို့ခေါ်ပါတယ်နော်။ task bar ပုံမှာဘာရှိလဲဆိုရင်ဒီဘက်ဘက်အဆုံးဆုံးမှာတော့ဒီ window ပုံလေးနဲ့နော်။ဒါကို step view လို့ခေါ်ပါတယ်နော်။ဒါလေးကို left click လေးဖြည့်ကြည့်လိုက်မယ်။ဒါဆိုရင်ဒီလိုလေးပေါ်ပါတယ်နော်။ step view ဆိုတာတော့ ဒီ set တစ်ခုလုံးကိုထိချုပ်ထားတဲ့နေရာကိုပြောလို့ရပါတယ်။နောက်ဘာဖြစ်လို့လဲဆိုရင်သူထဲမှာဒီ set နဲ့ပတ်သက်တဲ့เนาะဒီ setting ရှိမယ်။နောက်တစ်ခါ set ကိုပိတ်မယ်ဆိုလည်းဒီ power ရှိမယ်เนาะ။ power ရှိမယ်။နောက်တစ်ခါ set ထဲမှာဖွင့်ထားတဲ့အကောက်เนาะအကောက်ဆိုတာရှိမယ်။ set ထဲမှာ install လုပ်ထားတဲ့ဒီ program တွေ application တွေတိတ်ထားတဲ့ file တွေ folder တွေအားလုံးရှိပါတယ်။ဒါကြောင့်သူ့ကို set တစ်ခုလုံးကိုထိချုပ်ထားတဲ့နေရာလို့ပြောရမှာเนาะ။အဲ့တော့တခါရဲဒီမှာ set ိုပိတ်ပုံပိတ်နေလေးပါခါးပြောပြလိုက်မယ်နော်ဆက်ကိုပိတ်နေဆိုရင်ဒီ step menu လေးကို click လုပ်မယ်နော်ပြီးလို့ရှိရင်ဒီ power လို့နော် power power button လေးကို left click ပြီးရင် shut down ဆိုတာလို့ left click နှိပ်ရနော် restart ဆိုလည်း restart ပါနော်အဲအဲ့လိုလေးလောက်ပါမယ်အခုလုံးလုံးစေတော့မပိတ်သေးတဲ့အတွက်ထားလိုက်နော်နော်ဆက်ရ setting သိချင်ဒီမှာ setting ဆိုတာ click လုပ်ရမယ်အဲနော်နောက်တစ်ခါ အဲဒီ program လေး file တစ်ခုကိုဖွင့်ကျင်နေဆိုရင်ဒီညနေလာပြီးတော့ share လုပ်ဖွင့်ရမှာပါအဲနောက်သူ့ရေးမှာဒီမှာ search box လေးရှိပါတယ်เนาะအဲအဲ့လိုတစ်ခုစီးစီ lamp share လို့ဒီ search box လေးကနေကိုကနံပါတ်ရိုက်ပြီးတော့နံပါတ်ရိုက်ထည့်ပြီးဖွင့် share လေးရတယ်เนาะအခုမှနှုတ်ဥပမာ notepad လေးကိုဖွင့်မယ်ဆိုရင် notepad လိုရလိုက်တယ်လိုလေးပေါ့လာเนาะဒါလေးကို left click လေးနဲ့ဖွင့်လိုက်မယ်ဆိုဒါလေးပေါ့လာเนาะလိုမျိုးလေးပါเนาะဖွင့်ရတာကျွန်တော်လည်းလောဆယ်တော့ ဟိုမလိုသေးလို့ပြန်ပြည့်လိုက်မယ်နော် by is စစ်နော်အဲဒါဆိုရင် step menu ကြောင်းလေးသိပါပြီနော် search box ကနေလျှောက်ရရဲဆိုတာလေးသိသွားပြီနော်နောက်ဒါလေးတွေကတော့ application တွေအသုံးများတဲ့ application တွေကိုဒီမှာပင်လောက်ထားတာပါ test ပါပုံပါနော် ဒါပါလဲဆိုလို့ရှိရင်ဆောဆောက desktop ပေါ်မှာအသုံးများတဲ့ဒီ application တွေကို shortcut ထုတ်တာဒီလိုမျိုးပဲဒါလည်းဒီ shortcut လောက်ထားတာပါပဲ task bar ပေါ်မှာเนาะဒါ task bar ပေါ်မှာတင်ထားတာလည်း desktop ပေါ်မှာတင်ထားတာဒါပဲกว่าပါတယ်เนาะအသုံးများတဲ့ဟာတွေကို desktop ပေါ်မှာ shortcut ထုတ်ရင်ဒီလိုမျိုးလေးညာလေးပုံစံလေးနဲ့ဖြစ်တယ်ဒီမှာเนาะ task bar ပေါ်မှာဆိုရင်เนาะဒီလိုမျိုးလေးပင်လောက်ထားတယ်လို့အလိုမျိုးလေးခေါ်တာပါเนาะသဘောတရားချင်းကတော့အတူတူပါပဲเนาะဒီပင်လောက်တာတွေเนาะ shortcut လောက်တာတွေ เนาะအဒီအကြောင်းတွေကိုတော့နောက်ဗီဒီယိုတွေမှာအသေးစိတ်ထပ်ပြီးတော့ပြောပြပါမယ်။နောက်ဒါလေးတွေကတော့အခုကျွန်မဖွင့်ထားတဲ့ဟို program လေး file လေးတွေပေါ့เนาะဒါလေးတွေကိုလုံးဝမပိတ်ထားတဲ့အတွက်ကြောင့်ပေါ့เนาะမပိတ်ထားပဲ massive အဲ minimize လုပ်ထားတာပေါ့เนาะ minimize လုပ်ထားတဲ့အတွက်ကြောင့်ဒီလိုမျိုးပေါ်နေတာပါเนาะအခုဒီမှာဆိုရင်ကျွန်မစစောကဒီ file လေးကိုကျွန်မမပိတ်ထားဘူးเนาะ close နဲ့ ရုတ်စ်ဘတ်တန်နဲ့မပိတ်လိုက်ဘူးပိတ်လိုက်တဲ့အတွက်ကြောင့်မို့ပိတ်လိုက်ပြီနဲ့ဝင်းဒိုးကိုခဏဖြောက်ထားတဲ့သဘောနဲ့ minimize လုပ်ထားတယ်နော် minimize လုပ်လိုက်မယ်ဒီအလုပ်လေးကိုနှိပ်ကြတာ minimize ပေါ့နော်ဒါကိုနှိပ်လိုက်မယ်ဆိုရင်သူကဒီ task bar ပေါ်မှာလိုလေးမြင်ရပါတယ်ဒါကိုဖွင့်ကျင်တယ်ဆိုရင်ဒါကို left လေးနဲ့ဆက်ပြန်နှိပ်လိုက်ပြန်ပေါ်လာပါတယ်နော်အဲ့ဒါပါနောက်တစ်ခုကတော့ဒါကတော့ဆက်ရဲ့ internet အခြေအနေကိုပြတာပေါ့နော် internet connection အခြေအနေကိုပြတာနေပါဒါလေးကတော့ဒါလို့ဆက်မှာချက်ထားတဲ့ wifi status ပေါ့နော်ဒါလေးကိုပြနေပါတယ် ဒါကတော့ battery status ကိုပြပါတယ်เนาะ battery ပုံလေးနဲ့เนาะ laptop မှာဆိုရင်တော့ဒီလို battery icon ပါတာပေါ့เนาะ desktop မှာဆိုရင်တော့ဒီ battery status ကမပါပါဘူးเนาะနောက်တစ်ခုကတော့ဒါလေးอ่ะเนาะ speaker ပုံလေးနဲ့ဒါလေးကတော့ဒီမှာအအတန်တူး short လောက်တာပါเนาะ volume control လုပ်လို့ရတဲ့နေရာလေးပါဒီနေရာပါเนาะအခုဒါလေးကတော့ keyboard ပါเนาะဆက်ထဲမှာဆိုရင်ဒီမှာ keyboard နှစ်ခု install လုပ်ထားပါတယ်မြန်မာ keyboard နဲ့ US keyboard เนาะ English keyboard နှစ်ခုလောက်ထားတယ်အဲ့တော့လောလောဆယ်မှာဒီနေရာမှာ keyboard change လုပ်ရပါတယ်เนาะမြန်မာ keyboard နဲ့ရိုက်မယ်ဆိုရင်မြန်မာ keyboard ပေါ့เนาะ English keyboard နဲ့ရိုက် English keyboard ဆိုပြီးတော့ဒီနေရာမှာ change လုပ်ရပါတယ်လောလောဆယ်တော့ English keyboard ကိုရွေးထားတဲ့အတွက်ဒီမှာ ENG ဆိုတော့ဒီလိုလေးပေါ်နေရပါเนาะဒါလေးကတော့ set ရဲ့ဒီ date and time ကိုပြရပါเนาะ date and time ကိုပြပါတယ်နော်နောက်တစ်ခုကတော့ဒါကတော့ set ရဲ့ဒီ notification notification ခြင်းကိုပြပါတယ်เนาะဒါလေးရပါ ဒါဆိုရင်တော့ဒီ test box ပေါ်မှာရှိတဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့ဒီအကြံဉာဏ်သိသွားတော့ပြီလို့ယူဆပါတယ်เนาะ